အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ YouTube Channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီကနေ့ပြောပြတင်ဆက်ပေးမှာကတော့ရွာပြောင်းပြေသောကြက်များဆိုတဲ့ဇလံကောင်းလေးတစ်ပုဒ်ကိုပြောပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ အဆုံးထိလိုက်ပါ နားဆင်အားပေးကြပါအောင်ခင်ဗျာ1989ခုနှစ်ဇူလိုင်လမိုးလေညာဦးပိုင်းမှာကျွန်တော်နဲ့ထောင်မူဦးအေးကျော်စက္ကန်းဆရာဝန် ဦးမောင်မောင်တို့ရင်းနှီးကြကြရာအလဲမာထပြီးတော့စကားဝိုင်းဖွဲ့ပြောဆိုကြပါတယ်။နေကြကဘကူးယူမှလေတုံတန်းကူရဲဘဲစကံတောင်ခါဘန်းမှာဆောက်လုပ်ထားတဲ့စကံတောင်ဝင်ကံရုံကံကြီးဖြစ်ပါတယ်။ယုံမမုကဒစိမ့်စိမ့်နဲ့ရွာနေတယ်။တော်တင်စကံဖြစ်တဲ့ပြင်လက်ရဲစင်မီမရှိပါ။ဖျောင်းနိုင်တော့ထင်းမီမွေးပြီးတော့ညစာစားကစကားဝိုင်းဖွဲ့ပြောနေကြခြင်းဖြစ်ပါတယ်။ စခန်းမှာဝန်ထမ်းတဲ့ရဲဘက်များကို900ကျော်ရှိတော်လေမိုးတဆိတ်ဆိတ်နဲ့အေးလာတာကြောင့်စော်စည်းစွာပဲအိတ်ကြဝင်ကြဟန်နဲ့တူပါလေမိုးတန်တစ်ဖြောက်ဖြောက်မှလွဲပြီးတော့လူတန်သူတန်မကြားတော့ပါစကြဝင်ဦးမောင်မောင်ကြီးမှာဦးဆောင်ပြီးတော့သူ့ရဲ့တော်တွင်စခန်းအတွေ့အကြုံများကိုပြောဆိုနေခြင်းဖြစ်ပါလေတဖြည်းဖြည်းညင်းနဲ့လာပါပြီညာ၁၀နာရီထိုးခန်းနေမှာစကားစကားပြက်ပြီးကျွန်တော်မှပင်ဆရာဝန်ကို ဆရာလှုပ်ပြီးတော့တတိပေးနေရပါတယ်ဆရာဦးမောင်မောင်အဲ့ကြောင်ဗျာဒီစကားမှညင်းနေအောင်လို့ချင်းနောက်အပြင်မှာနေပြီးစကားပြောတာမကောင်းဘူးငှက်ဖျားကြောက်ရတယ်မိဖို့ထားပေမဲ့မတိမတာချင်းကပ်ခံနေရတယ်ဆရာတို့ငှက်ဖျားကာကွယ်ရေးဆေးကိုလည်းတောက်နေရတာ နားနဲ့ဖက်စလုံးမှာလေထွက်နေပြီဟုတ်ပါဆရာရဲ့ဒီတခါငှက်ဖျားဆေးတွေကတိတ်ပြီးတော့မစွမ်းဘူးဗျာအခုအပတ်စနေနေ့တိုင်းမှာစေနှလုံးစီတိုက်ပြီးမြဲ ဝင်နှန်းရဲပဲ90လောက်စေးချုံတက်နေရပြီတောက်စေးနဲ့မရတော့ထိုးစေးတွေလိုနေပြီမနှက်ပြန်ကားချုံရှိရင်တော့နောက်တန်းပြန်ပို့ပြီးတော့စေးချုံကြီးတင်ရတော့မယ်ဟုတ်ပါရဲ့ဗျကျွန်တော်တို့ဆရာတို့ဒီလောက်အနေထိုင်အစားတော့စင်ကျင်တာတောင်မှငှက်ဖျားချင်းချင်းဖြစ်နေပြီကဲဆရာတို့ရေကျွန်တော်ပြန်အောင်မယ်ဟုတ်ကဲ့ဆရာကဲရုံးအဖွဲတယောက်ဆရာတို့အိမ်ကိုလိုက်ပို့လိုက်ပါဒီနဲ့လက်နေတမီးကိုလည်းယူသွားအောင် ဒါနဲ့ပဲဆရာဝန်ဦးမောင်မောင်၎င်းရဲ့အင်းရှိရာစကန်းအရှိဘက်ရှိစေးရုံတဲသို့ပြန်သွားခဲ့ပါတယ်။ကျွန်တော်ရဲ့တပည့်မော်ဆိုးအောင်တန်ထီမို့ပြီးတော့လိုက်ပူပါတယ်။ည10နာရီထိုးခန်းဒီမှာအောင်မုံးမှာပြန်အရောက်တွင်စကန်းအရှိမြောက်ဘက်တောင်ကုန်းပေါ်မှာအတန်များဖြင့်တစ်ပင်ကြီးတစ်ပင်ပြိုလဲတံကိုကြားရပါတယ်။ဟော့ဟော့ဘာဖြစ်တာလဲကိုကြီးချူကြီးတစ်ပင်ကြီးတစ်ပင်လဲတံများ စခန်းအရှိမြောက်ဖက်တောင်ကုန်းပေါ်ကပဲအထီတောင်ကုန်းပေါ်မှာတစ်ပင်ကြီးရှိသေးလို့လားဒီကနေ့ပဲစခန်းတောင်ဝင်ကန်ကကင်းတဲစားဖို့အကုန်ရှင်းထားတယ်မဟုတ်ဘူးလားဟုတ်ပါတယ်ကိုသိန်းဝင်းကြီးကျွန်တော်ကိုတန်ကြည့်ချက်ပြီးတော့အပြည့်ရှင်းထားပါခြုံပုတ်တောင်မှမကြံဘူးဘလို့ဖြစ်တာပါလိမ့်ကဲကဲညင်းနေနေပြီအိတ်ကြတာပေါ့မနဲ့မှသွားပြီးတော့ကြည့်ကြအောင်ဒါနဲ့ပဲကျွန်တော်တို့အိတ်ချဝင်ခဲ့ကြပါတော့တယ်ရိုးမမိုးကတစိမ့်စိမ့်ရွာနေပြီချမ်းအေးလာတဲ့ပြည့် အိတ်ရတာအလုံးကုန်မှကောင်းလာတယ်။မနေ့6နာရီအိတ်ရထပြီးဖျားဝစ်ပြုစကန်းအရှိမြောက်ဖက်တောင်ကုန်းလေးပေါ်သို့တက်လာကြပါတယ်။ကုန်းပေါ်မှာတစ်ပင်တပင်မြမရှိတော့ပါ။ကိုအေးချုပ်ပြောတယ်လို့မှခြုံဖို့တပုတ်တော်မှမရှိပါ။ပြောစရာရှိသေးကတော့ကငင်းဖြူပင်ကြီးပဲဖြစ်ပါတယ်။တခြားခုတွင်ရှင်းလင်းထားတဲ့တစ်ပင်ကြီးများပေါ်မှာကဲလန်းဖြက်လဲနေပါတယ်။လူတစ်ဖက်စာရှိပြီးဂိုင်းပြားများကခုတ်ထွင်းထားပြီးဖြစ်ပါတယ်။ ကိုသိန်းဝင်ရေဒီအပီကြီးထင်းနေပြညခလဲတာလေမနေ့ညနေကကျွန်တော်တို့လွတ်တိုက်လဲတာထုတ်ချင်းခက်ပေါက်သွားပြီမဲ့မလဲလို့ရဲဘက်တယောက်ကသေးနဲ့ပန်းပြီးတော့ပေါက်စိန်နဲ့ပေါက်တော့မှပဲလဲသွားတာလဲတော့လေမနေ့ညကကြားတဲ့အတန်းမျိုးနဲ့လဲသွားတာပဲကိုကြီးတို့ခမရဟာကခမရထို့လဲပြီးမှညခပြန်လဲတဲ့သဘောလားဟုတ်ပါဗျာချော်တုံးစကန်းကနမဲကြီးတရဲ့နရဲပင်ကြီးပေါ်ဗျာခုတ်ထားတာ6လကျော်ပြီမဲ့ ညစဉ်ညတိုင်းညင်း9နာရီမှာ ပုံမှန်လဲတန်ပေးတယ်လေ။တွားကြည့်တော့တက်ခေါက်တီတောင်မှဆွေးလိုတောင်မှကွာနေပြီ။နှွေစိမ့်ပင်တီတောင်မှပေါက်နေပြီ။အင်းဟုတ်ပါရဲ့ဗျာ။ထူးဆန်းလိုက်တာကိုကြီးချုပ်ရ။ခမားထို့ခုတ်တာကိုမကြည့်နှစ်ဖူးထင်မှရဲ့။ခမားထို့လည်းတတိထား။နက်ကန်ခံရအောင်မယ်။ကျွန်တော်မှနောက်ပြောင်ပြောင်ပြောဆိုရ။ကိုကြီးချုပ်မှစကန်းတော်ဝန်ကန်ဦးသိမ့်မြင့်ခုတ်ခိုင်းတာပဲဗျာ။ကန်ချင်းကန်သူ့ကိုကိုင်းမှာပေါ့။ ကျွန်တော်တို့ကနေသားကြီးပါဗျာထိုးစင်တွင်စခန်းရုံမှမုတ်ဆိုးအောင်တန်းကရောက်ရှိလာပြီးကျွန်တော်ကိုဆရာစခန်းရုံမှကျိုးပင်ရွာကမုတ်ဆိုးဘိုးနေရောက်နေတယ်ဆရာနဲ့တွေ့ကျင်လို့တဲ့အေးအေးငါလာခဲ့မယ်အောင်တန်းကြီးမုတ်ဆိုးကြီးကိုကော်ဖီနဲ့မုံလေးအဲ့ခံထားပါအောင်ကွာဟုတ်ကဲ့ပါဆရာကဲကိုရေးချိုရေးဒီဘင်ကိုပိုင်းပန်းဖြတ်ပြီးဖုတ်ကြည့်မလို့ထင်းလုံးလိုက်ရင်ရှင်းရောမဟုတ်လားရဲဘက်တအုပ်ကိုထုတ်ပြီးတော့ရှင်းခန့်လိုက်ပြား ဟုတ်ပါတငယ်ချင်းရေကိုဒီမနဲ့ပဲရှင်းလိုက်ပါမယ်။ဒါနဲ့ပဲစကန်းချုံတို့ပြန်ခဲ့ပါတယ်။ရုံကန်းကိုရောက်တဲ့ချိန်မှာမိုးဆူဥပ္ဖူကြီးကနေကျွန်တော်ကိုမြင်တာနဲ့ထန်ရှားကနေထပြီ။ဆရာကြီးကျွန်တော်ဆရာပြစ်ချင်တဲ့စက်ဖားကြီးတရင်ရှားထားတယ်။ဟိုအပတ်ကမြင်းနေကွေးမှာကိုနိနွားတဲမှာနွားရီနဲ့တူရောပြီးတော့အိတ်နေတဲ့စက်ဖားကြီးလေ။အဲ့ဒါကျွန်တော်တို့ရွာနောက်ဖက် ရုံးမတော်ဆက်ကကိုကိုပင် စားပင်အောက်မှာပဲနေစဉ်လာစားတဲ့တယ်။ နွားចောင်းသားတွေကတွေ့လို့လာပြီးတော့တည်င်းပြီးသွားတယ်။ကျွန်တော်လည်းတယောက်တည်းညာဘက်အဲ့ဒီဘက်ကိုမတော်ရစ်ဘူး။အဲ့ဒီနေရာကကြက်ကုန်းပြာအချောက်လန့်ကနေမယ်ကြည့်တယ်။ဥပ္ပိုလ်ကြီးကလည်းပြာမုံဆိုးလုံနေပြီးတော့ကြောက်နေပြန်ပြီ။ကျွန်တော်လိုက်ခဲ့ပါမယ်။ကျွန်တော်ရဲ့တပည့်မုံဆိုးအောင်တန်းလည်းခေါ်ခဲ့မယ်။ဘယ်ချိန်သွားမှလဲ။လင်းစင်ဘောကစောင့်ပြရမှာစရာ။စရာညနေစာစောစောစားပြီးတော့ကျွန်တော်အိမ်ကိုလာခဲ့ပါ။ကျွန်တော်စားပင်ပေါ်မှာဒီမနေ့ပဲတားခေါ်ပြီးတော့ လင်းထိုးထားနေမယ်အမဲလိုက်တိုင်ပြီးကောင်းကောင်းနဲ့စီရရဲ့လက်ဆွဲတော် point 303 rifle ကြီးကိုလည်းဆွဲခဲ့ပေါ့ဗျာကောင်းပါပြီဗျာညနေဆောင်ကျွန်တော်တို့လာခဲ့မယ်အသိန်းလုပ်ထားပါ ကောင်းပါပြီဆရာကျွန်တော်ပြန်အောင်မယ်မနေ့ပန်းရုံးအလုံးများကိုလောက်ကင်ပြီးတဲ့နောက် နေလဲစာစားတော့ပြီတရှိအိတ်လိုက်ပါတယ်ညလင်းစင်စောင်းချမီဖြစ်တဲ့ဖြင့်အိတ်ကြီးပြက်အောင်မီမဟုတ်လားညနေ3နာရီမှာအိတ်ချာကနေထားပြီးတော့ လင်းစင်ဆောက်ချင်အတွက်ပြင်ဆင်ကြပါတော့တယ်အမေလိုက်တမေးရှိဖို့နဲ့အစာပြေစားနိုင်ရန်ဘီစကေးများကိုပြင်ဆင်ထည့်သွင်းပြီးဦးဟန်အေလီတော် point 300ရန်ပြည်တို့လည်းတတပြေဘက်ကကြားမှုဖြင့်ကြီးကိုတော့၅000ကျပ်တယ်တပည့်ကျော်မှသမိုင်းရှိကိုလည်းမျက်နှာမတိုင်းတမှုမှာကြားခဲ့ပါတယ်အကျဉ်းသားများပေါ်ကုချင်းစာဆယ်အောင်းသိတနာကျင်လာတဲ့ဆီအောင်းချုံးလက်ဆွဲတော်အမဲလိုက်ရပါတယ်လေးကွာနောက်ဆုံးခါရှိရှိမှန်းဖြင့်ပြည်စုံယူခဲ့ပါလာတဲ့လူသစ်တွေကိုဟုတ်ကဲ့ဆရာ လူသစ်ပါချာစုဘူးကျွန်တော်တို့ဆရာတပည့်နေအောင်စုဘူးတို့ဆောင်းကိုစောစောစီစီစားမှုတက်မယ်နမဲရင်းကအခုမှနေတဲ့6နိုင်ပဲရှိသေးတယ်နမဲကားတော့လာပါအဲ့ဒါဆိုကျွန်တော်ဝါကြည့်တကြတော့မမလို့လောက်ခုတ်လိုက်အောင်မယ်အမေစုဘူးကိုပြန်သွားတာပေါ့လုတ်တဲ့သူမလို့စုဘူးလို့နေတဲ့ကိုလေးလိုက်ဖြစ်ပါတယ်မြင်ကွင်းကိုရှင်းပါတယ်စုဘူးကထောင်းစည်းတော့ကြီးဖြစ်တာကြောင့်တင်ကြားရှန်လူသစ်တွေကိုခေါ်သွားတယ်ပြီးတော့အနောက်ဘက်တော့ကိုတော့ခေါ်မှာပဲ တရှိရပါရမည်လို့သာကြည့်ပါတယ်အပ်ပြီးတော့အပေါ်ပါသွားပြီးရနှုတ်ခိုက်ထားပါလေစင်ပေါ်တို့တက်ကြရာထိတ်ခွေကထောင်းစည်းကန်းတွေကိုအဲ့တခုတည်းကိုထိတ်ထားပြီးယူခဲ့ပါတယ်တင်းစရာမလိုတော့ဘူးလေစင်မှာတော်တော်ကူမှကျယ်ဝင်းပါတို့နေ့ကကျွန်တော်နားလျှောက်ခဲ့ချောင်းချောင်းချီချီတွေးထားတဲ့နေပဲဖြစ်ပါတယ်အကျယ်ဝင်းရှိတယ်အမန်တော့ထိတ်ခွေမှတော်ထိတ်ချွတ်ပလက်ဖောင်းမင်းသားပဲဖြစ်ပါတယ်ပဝင်းချာပလက်ဖောင်းမင်းသားကြီးလေးဘက်လေးတန်းအကားကလမနဲ့ပလက်ဖောင်းနဲ့လွတ်ထားပါတယ်နော်ခေယောင်တို့ရဲ့ ကျက်တောင်းွားဆင့်၍ပလက်ဖောင်းမင်းသားတွေများကိုခွဲချန်ပြီးတော့သူ့ရဲ့နာမည်အရင်ဂျိန်နဲ့တုံထားလို့ဖြစ်တော်လဲတောင်းတင်းခိုင်မာလာတယ်လွတ်တေသုံးဟုတ်ဘူးပဲကြာကြာသုံးနိုင်ကြစီမံထားဟန်တဲ့ဒန်ရှာနှစ်လက်မခံမကြာမီမှအဖွဲ့ဖွဲ့သွားတာကြောင့်ဝါကြည့်တော်သုံးလုံးဖြစ်လာရခြင်းဖြစ်ပါတယ်လင်းဘော်ကူတက်လက်ဖောင်းမှဈေးရောင်းရင်ဆရာကုံတဲ့ရင်လင်းကိုသဘောကျတယ်တချီးတဲ့တဲတာတို့ရဲ့သားနဲ့တန်းလိုက်တော့လူရလိုက်ဖို့ဒီနေ့ကုံရောပဲဆရာကြီးပြင်းလာခဲ့တယ်ဝါခုတ်လိုက်ဂျိန်ခုတ်လိုက်ဝေရှားခဲ့တယ်အခောက်ခောက်ကဝေရှားနေပေါင်းစုံကိုတက်ခဲ့တယ် ဝါခုတ်လိုက်ဒီလိုနဲ့ပဲသူသည်စိတ်တယ်လို့ကကတဲ့ပင်မဟုတ်အလေးတော့ရှင်အလေးလိုက်ရတာမလွယ်ဘူးဆရာကျဲခုခန်းချို့နိုင်ကျွန်တော်တယောက်တည်းဆိုရင်လူဖို့လေးစင်ကိုမစောင်းတော့ပဲသူနဲ့ဆန်နေကွာဆိုမှာပဲထိုင်နေတော့တူလမ်းချင်းတာတယောက်တည်းကြောက်ရလဲမနေချင်တော့မတူတာခါလေးညာဖက်မလိုက်ရဲဘူးတဲ့ကွေးပြားလို့သွားခဲ့ပါတယ်ဂျေစုပါပဲဥဖို့ထိတ်ခွဲကလိုင်းစုံတယ်လိုင်းစုံချိန်မှာပဲအားဟုတ်ဖြစ်တယ်စူးစူးဝါဝါအကသူ့ကိုချိန်ခံပို့ခရရသေးတယ်ကျွန်တော်ကနေကူးဆက်ယောဂနဲ့ဥဖို့လေးပြားယောဂခင်ဗျအဲ့ဒါဘလို့လို့ရတာတော့အဲ့ဒါလူသက်မှုဒီတစ်ခေါက်ထိတ်ခွဲဝင်တာဒုက္ခပဲ ရထားပေါ်ခုကျွန်တော်ကိုထားနေပါမိမှာပင်အတိချာကြီးတဲ့ရဲ့လက်ဆွဲအိတ်ဆွဲချာခရီးနောက်မှာကျင်းတော့လေမိရထားရဲ့နဲ့နေချာကြည့်မိလိုက်ပါအပူတပင်းစုံစမ်းမိမကြီးမှာစက်ပါကြီးပြသွားပြီမိမရှိသူတွေခေါ်ဆောင်ပူကြီးကိုဖိနှိုင်းထိတ်ခွဲလဲရှည်ဆုံးကျွန်တော်တို့ကိုစူးစူးဆက်ဆက်ထိတ်ခွဲစစ်တာနဲ့ဂျဲလူကြီးမှာစစ်ဆရာမလို့ကရဲပေါ်ပါတယ်မိများလင်းလုံးထိတ်ခွဲချဲချဲမှာထိုးကြောင့်ဥဖို့ကြီးမှာလေးရင်လို့တစ်ချက်စက်ပါကြီးတော့လဲဆက်တော့မှာအသားနာတော့ကိုပြစ်သွင်းလိုက်တယ်စစ်တာနဲ့ပင်ဖွင့်တော့လေလုံးပြူတဲ့နဲ့တဲ့နဲ့တေခံပြစ်စီစက်ပါကြီးမှာတောင်းဖို့ပြီးမှာပဲ ခွေလဲချာလို့တော့ခဲ့ပါတယ်ထောင်းစရိတ်ရုံးစရိတ်ဥပ္ပကြီးချန်ထားထပ်ပါရှဲလားဗျာအလေးချမပြီးဦးတော့ခါသေးတယ်လူနဲ့မားနေတော့အရှင်စစ်လိုက်ခြင်းပဲဖြစ်တယ်ဆရာ तू မလုပ်လေအေးကိုပြောတယ်ဒီနေ့တော့နမကြီးနာမကထင်းတော်နဲ့ဆက်မလာရဲလို့နှစ်လျှောက်စလုံးတွေကိုခေါ်လာတာအကြောင်းရှိခင်းမင်းနေတယ်လို့ကျွန်တော်ရှင်မင်းတရားရုံးကလည်းမြန်မာတမ်းမိနေပြီဘာကြောင့်နဲ့မှမလိုက်လာမှမထားခဲ့ဘူးရဲအတီမောင်ကူလုပ်နေတဲ့အစွဲစင်ရှိတဲ့နေရာကိုလည်း သူမဝေးမပါလေရင်တရားသူတယောက်ထဲလဲလာရဲမှာမဟုတ်ဘူးစိုက်ဆောင်ပြီးခဲ့တော့တာတန်းလိုက်ကလေထေခွဲကစနေတယ်ကျမရှိအလုံးခုတော်တာတယ်ကောင်းတယ်သူထောင်ဝင်းစားရှိတိုင်းမှာသူ့အမေကြောင်မို့ကလေးမှာလာပြီးကျင်းပဲဖြစ်ပါတယ်ဘင်ဘောကစင်းမိချင်ပင်ချုံးနေတဲ့မဲတူတွေဝင့်စရာပဲဗျာကလမအိုးအိုးကြီးသိပင်ဘောကစင်းမိလက်တွေကဘာဖြစ်မှလဲကျွတ်ကျွတ်အိမ်နဲ့ထဲလာတဲ့ထမင်းတော်မောက်တာလေးဆရာကြီးထိုထမင်းထုတ်တဲ့ကအမေရှင်ရတာစေတနာပုံမိမကြီးကတောက်ခန်းစားရွှေရရှိခဲ့ကျွန်တော်ကိုလိုက်မှာပေါ့ပဝင်းချင်းရဲ့လှုပ်စော်တော်မောက်တဲ့လူကလေးဖြစ်ခဲ့ရတဲ့ ထိတ်ကွယ်ကျွန်တော်တို့တော်သေးကိုဒီတခါမှာတော့ဒံဝင်လောင်းနေတော့မကြတခါမှမကြုံဘူးသေးဘူးစံဒီနဲ့မရှိမနှောင်းမှာပဲဖြစ်တော့ဖြစ်ခဲပါလေဆရာစီချင်းချက်စရာကြုံဘူးပြီဘူလဲငှက်အော်ဆန်အခုလိုဖြစ်မျိုးကလူငယ်ပြုပြင်ရေးတဲ့နေတဲ့နေရာတွေမှာဖြစ်တဲ့နဲ့သွားနေကြမိပဲဖြစ်တယ်စကားပြောနေစင်းမှာစံဒီနဲ့ထိတ်ကွယ်ရောက်တော့ကိုကန်ဆောင်ထားတဲ့လူတစုကရောက်လာပြီးတနေ့တည်းပဲပို့ဖို့ကြီးကကျွန်တော်နဲ့၆လက်ပြင်ပြီးထင်းနေတယ်ဒေမောင်စိုးတို့လဲကူတို့မဟုတ်ဘူးပို့ခဲ့တယ် ကျွန်တော်မှာထားတဲ့ကြွာကလေးကအော်စန်းတို့အတော့မှာတနက်တန်ကြားလို့လိုက်လာကြတာရဘာဆိုင်ခင်းနေကြမှာအထံပြူလာသွားလမ်းလေးပေါ်မှာပြောခဲ့တဲ့ထိတ်ခွဲခြင်းစကားတစ်ခုကိုတော့ဝူဝူဝါဝါဆိုပြီးတော့ထူးထပ်ပြန်ပြီးပါတယ်။ကျောင်းကဘဝကြလူအုပ်ကြီးမှတိပင်းအောက်ခေါင်းနဲ့မိတုံမြအလင်းရောက်ရဲ့1990ခုနှစ်၌တာတန်တို့မှာရွှေတောင်မြို့သို့လူအုပ်စုကလည်းပါပဲတွေ့ကြပါတယ်။တရုံမိုးလိုက်ခန်းမှာ6လလောက်နေပြီးတော့ဘာကောင်ရောင်စာရေးခြင်းနဲ့ပြောင်းရပြန်စပါးကြီးသားရဲ့ ညောင်စာရေးကိုချပြီးခြတောင်ပို့ပြီးလာကြမှာ1990ပဲကျွန်တော်တို့လည်းစိတ်ချလက်ချကျွန်တော်အထူးပေးပေးပေါ်မှာဆင်းလာခဲ့ကြတယ်ပင်စင်အတွက်ဘာကြီးရချုံးသူတော်ရှင်ကြောခန့်ရှိပြီးတော့တရက်မှာဘာကူးလာကြည့်တယ်ကျွန်တော်ရောင်းလို့တော်ခဲ့ပါတယ်စဘာကြီးကိုထမ်းရန်အဖေကြီးဝါခုနေစင်မှာပဲအိုးဖို့ကြီးကကျွန်တော်ရဲ့နားထဲဆွဲနေတယ်ဖယ်တဲ့နောက်ကိုခေါ်တန်ကြောင်းလို့လှည့်ကြည့်မိတယ်ခြတောင်ပို့ကြီးအပေါ်မှာအထဲကိုလေးငါးလေယူလေသိန်းကစွဲနေတယ်ပြစ်သွင်းလိုက်ပါတယ်သူ့ရဲ့အတန်းကနည်းနည်းအောနေပြီတနက်တန်များသူ့လောက်တွေ့ပါတယ် လူကောင်ကလည်းတော်တော်ကိုထွာလာတယ်ကြည့်ရရင်တကယ်ကိုတော့တောက်ပေါက်ကြည့်လို့ပြီးတော့တတော်တွေထဲမှာအတန်ငယ်သားနာတက်ကောင်တွေပြေးပြီးသားဂျာခင်နဲ့ဘောင်းမရှိနဲ့တန်ရောစီလူစုမိတုံများဖြင့်ချက်ချင်းပင်မတ်မိစေတဲ့ပြည်များကိုထမ်းဖို့ခါ စံဒီပင်ရွာတို့ပြန်ခဲကြပါဘာဒီလုံနေတော့ရွာတို့ရောက်ရောက်ချင်းမှာပဲမိမနေနဲ့ပြည့်ကြီးမှာအရင်လို့ပါပဲအောင်တီအောင်သားစားတော်စံဒီကကျွန်တော်ကိုနီးရလက်ဖိတ်ချစံတို့ဖြည့်ဆွဲခေါ်လို့သွားပါအသားများကိုကျွန်တော်တို့အတွက်စားဖေးကြီးဝေပုံချာအဖေကြီးကိုလိုက်ပါတာတိတ်ကိုမှတတိယပူဇုံတဲဆောင်ကိုစံဒီဖြစ်သူဖေးကြီးဘဲမှာတောင်းဝင်ကြတော့တီမီကိုစိတ်တန်းကြချက်ခိုင်းပြီသူကမဟုတ်တယ်လေအဲ့ခံပါတော့အတင်းထုတ်ပြင်းနေမိပါတယ်ကျွန်တော်တို့ဆရာတပည့်ကျွန်တော်ကားပင်ပင်းစီသူမသားမတော်သေးတော့လေပြောရှင်ဝေးကြံလာတဲ့အဖေကြီးနဲ့လိုက်နေမှာလို့အများသူကစားတောင်းနေကြတာကြောင့်သူကပြုံးပြီးဘိုက်ဆာစာပြင် တဝါတပြဲပဲစားတော့ကျွန်တော်ဒုက္ခမပြီးတော့ပါဘူးလက်ဆဲ၍ထင်တော့ကုသိုလ်ကံတိုင်းလည်းရှိမှာစားကောင်းလို့လပါတယ်ငှက်အော်စံကကောင်းချန်ကြောပြီးလာတာကြောင့်ဘလောက်ကြာတာနေခဲ့တော့မပြန်ကြတော့ပဲကျွန်တော်တို့တပတ်လောက်ပဲနေခဲ့ရတယ်အဖေကြီးအိတ်ဆက်အနားယူလိုက်ကြပါတယ်မင်းတို့ထွက်ပြေးလာဘိုးလေးရွေထိတ်ခွေးကျွန်တော်တို့ဆရာတပည့်အတူတူကြာပြေးခဲ့တာအဖေကြီးအဖိုးကြီးတဲ့တို့ကလမ်းမကလေးကထွက်ပြေးကြည့်တယ်။တော်ရဲမှာပြန်လို့လာခဲ့ပါ။ဒါပေမဲ့အဖေကြီးတို့ဖြစ်နေလို့လမ်းမလည်းပုတ်တင်ညို့အဖေကြီးဒုက္ခရောက်မှာဆိုအမိပြမှာဆွဲကြမှာထွက်ပြေးခဲ့တယ်။ ဥပ္ပိုလ်ကြီးငှက်အော်ဆန်လို့ဖြစ်တာလေကအကြောင်းကိုတနက်ကြီးချမ်းလေပြီးတော့တတိယမျိုးနဲ့ကြည့်လို့မကောင်းပါဘူးကျွန်တော်နဲ့တက်ချက်တင်မောင်စုစိတ်ချမသိလို့ပါဆန်နီနဲ့ထိုက်ခွဲကိုပို့ရန်ညာကကျွန်တော်တောင်ပို့ထဲမှာလိုက်လာတနက်နဲ့ပြစ်ခတ်လို့တေးကုန်တာအင်းစင်ကိုရောက်တယ်အရှင်ဦးကလည်းသူတို့လက်ထိတ်တကူပြုတ်လိုက်တယ်ကျွန်တော်ထကြည့်တူတပွဲသားတပွဲပကုံးကလေးကမိတုပ်ပြီးတိုင်နေတဲ့တားလို့ခေါ်ခဲ့တွေရွာပြောင်းသွားပြီဗျရဲတွေကကလေးငယ်ကို ဇလန်နီကတော့ပြီးတော့ခေါ်ရွေးပြီးဆုံးလို့သွားခဲ့ပါပြီအမည်မတင်တဲ့ချင်းဇလန်နီကိုရောရှင်ရှိချင်းတို့ကြောင့်နားဆင်ပြီးလက်ထိတ်ကိုဖြုတ်ချခြင်းတည်းပါတယ်အမေတော့စုံစားခြင်းတစ်ချက်ပါပဲရန်ကုန်မြို့ရဲ့လူအုပ်ကြီးကြမှာ သူတို့ထွက်ပြေးပါက အမန်တကယ်လွတ်မြောက်သွားနိုင်ပါတယ်ရန်ကုန်ဘက်မှာဒလားဘက်ကိုဒလားမာကားဖြင့်ကော့မူလန်တိုင်းပဲစီးရတယ်ကော့မူမရောက်ခင်လမ်းခွဲမှာပဲစေးပြီးတော့ငါးမှန်ခံချေးချင်းခရီးနေပြီးရွေး ငှက်အော်ဆန်းသူရောက်ပါတယ်ချီချင်းခရီးတစ်လျှောက်မှာရာဘာတော့အုပ်ကြီးရှိပါတယ်ရာဘာတော့အုပ်တဲကိုဝင်ပြေးလိုက်ရင်ကျွန်တော်တို့ဘာမှကိုမတက်နိုင်ဘူးပြစ်ခတ်စရာကလည်းလောက်လေးခွားပေမပါ ပြစ်ခတ်ရွှေ့လေဖမ်းမီမဟုတ်ပါသူတို့သာထွက်ပြေးခဲ့ရင်တော့ကျွန်တော်နဲ့တက်ချက်တင်မောင်စုတို့မိသားစုထမင်းအိုခွဲမှာမုတ်ချအမှန်ပါပဲမေတ္တာထားသူကိုမေတ္တာဖြင့်တုံ့ပြန်ခဲ့ခြင်းသာပြန်ဖန်းခံရမှာဆိုလို့ ဝေါ်ဘက်ကိုသွားပြီးတော့ရှောင်းခဲ့ရတာလေးငါးလနေမှာပခိုးကိုပြန်လာခဲ့တာဖြစ်ကြီးကျွန်တော်တို့ပြန်ဝင်လာတော့အဖေကြီးတို့ကပြောင်းသွားပြီလို့သိရတယ်ကျွန်တော်အခုအမေနဲ့ပြန်နေတယ်ပထွေးလဲဆုံးသွားပေါ့ရှီအောင်နောက်ပြည့်တွေပြောရင်တည်းတော်တော်ခုကြားသွားတယ်သူကမုတ်တွေကိုတင်းကျွေးပါတယ်လက်ဖိတ်ရှီကိုတိုက်တယ်မျက်နှာထမင်းပင်ကျွေးပါတယ်ကျွန်တော်ကရှင်းတော်လဲလက်မခံကျွန်တော်မှပြဲမဲဆိုတော့ဘူတာထီလိုက်ပြီးတော့ပို့တယ်စနီအကြောင်းကြားလို့ ထိတ်ခွဲမှရောက်ရှိလို့နေပါတယ်ထိတ်ခွဲကတော့အရက်ကြီးပို့ထွားလို့နေပါတယ်နည်းနည်းလဲတာနာလို့နေတယ်သူကကျွန်တော်အတွက်အထက်တန်းလက်မှတ်တစ်စောင်ပေးခဲ့လေးတယ်ထုံနေကလေးတီယခုဆိုရင်တော့စင်နစ်ကြောခဲ့ပါပြီစံနီတော်လက်ကောင်ထိတ်ခွဲတော်လက်ကောင်တစ်ချိန်တစ်ခါမှပြန်ပြီးတော့မစုံခဲဖြစ်တော့သူတို့လည်းအသက်20ကျော်၍အစိတ်ဝင်းကျင်ကိုရောက်နေတော့မြည်ဘာထွေလုံးနေလဲဟု ကျွန်တော်မှမမေ့တော့ အရင်လိုပါပဲစံဒီဖြစ်ခဲ့ပါတယ်။ယခုကဲ့သို့ဒူးဆိုင်နေတဲ့မှာပဲလား။ကျွန်တော်ကသူတို့နှစ်ယောက်စလုံးကိုတန်ရောစင်ဆွဲပြီးတဲ့အတိုင်းစုံမစကားကိုပြောခဲ့တယ်။မြည်တော့ပဲဖြစ်စေသူတို့ကလေးတွေရဲ့ဘဝတွေမှာအေးမြချမ်းမြေ့စေခြင်းနဲ့လုံခြုံစေခြင်းနဲ့မိသားစုပျော်ရွှင်မှုတဲမှာတာရွာနှွေးထွေးခြင်းနဲ့ဤဒီကကျွန်တော်ရဲ့ရှင်နှင်းဖြစ်တိစ္ဆာစကားပြင်ဖြစ်ပါတော့တယ်။ဟုတ်ကဲ့ပါခင်ဗျာ။ဇလန်လေးကတော့ဒီနေ့မှတင် ပြီးဆုံးလို့သွားခဲ့ပါပြီ။ဇလန်းလေးကိုဆုံးတီလိုက်ပါနားဆင်ပေးတဲ့တအူးတယောက်ချင်းစီကိုကျေးဇူးများကြီးတင်ပါရခင်ဗျာ။